တဲ့နေရာလက်ကိုလိုက်လာကြည့်ရတာမလက်ဘူးဘုရားသူမိုးကြပြည့်ဟာဒီမနက်မှာကူးရတာကွာဒီတွက်နဲ့ဘုရားကိုကျင်ရမလို့ယူကွာကဲဒီနေ့တော့ပြည့်ညက်တော်ဆယ်ပါးတိုင်းကဒုတိယပြည့်ညက်တော်ဖြစ်တယ်ဘုရားခင်နာမတော်မြတ်ကိုမယုံမသေးသုံးဆောင်ခြင်းကိုမတွေ့ရဆိုတဲ့အကြောင်းအရာကိုပြောကြမှာဖြစ်ပါတယ်ပြခင်ရဲ့နမရမြတ်ကိုခေါ်တဲ့အခါတိုင်းဒေါသနဲ့ခေါ်တာဝေရမဟုတ်ဘူး ကျင်းစုဖို့ရမှာပေါ့ဘာကြောင့်လဲဆိုတော့ဘုရားသခင်ရဲ့နာမတော်များဟာချစ်ချင်းမြတ်တာဖြစ်တယ်ကျင်နာသလားခြင်းဖြစ်တယ်စွမ်းအားတို့ဖြစ်တယ်ဒါကြောင့်ငါတို့ဘုရားသခင်ရဲ့နာမတော်များကိုခေါ်တာတဲ့အခါတိုင်းမှာယုံကြည်လေးစားပါနဲ့ခေါ်တာရမှာဖြစ်တယ်ဘုရားသခင်ရဲ့နာမတော်များကိုဒေါသအဖြစ်တော်လည်းကောင်းကျင်းစုခြင်းအဖြစ်တော်လည်းကောင်းငါတို့အသုံးပြုခဲ့လို့ရှိရင်ဘုရားသခင်ရဲ့နဲ့ငါတို့ရဲ့ကြားထဲမှာအဲဆက်ဆံမှုထိခိုက်ပြပြစေတယ် ီးတော့ငါတို့ရဲ့တက္ကန်တွေကအဲကျေဆိုးဖို့မဟုတ်ဘူးအာကောင်းကြီးပြဖို့ဖြစ်တယ်ကလေးတမင်းဖီရလေးဖီရလေးတိတ်များနေရောဆိုင်ကလည်းတိတ်ရောင်းနေတာ။ဒါအတွက်မြန်ဖျားခေနာမောအကျဉ်းဆုံးဖျားလူလို့လာနေရဲ့။ကြော်တယ်ပြောတာတော့မှားရဲ့ဆို။အခါလေးငါတို့ကဖျားရှင်ရဲ့နာမကတန့်ရှင်းနေစေတာကိုမေ့နေကြတယ်။ငါတို့ဒီပြစ်စတောက်ကြီးကြ။ ။ဟဲ့။မင်းကနေပြလို့မပြတာနှစ်ပတ်ရှိပါရဲ့နော်။ငါဂရုဏာကြီးလောက်နေတာမဟုတ်ဘူး။မင်းကငွေပဲတော့ပေးမှာ။ဟောက်ခွင့်လို့ပါကွာ။ဒီရက်ထဲမှာငွေကြေးအရှင်ပြေးသေးလို့ပါ။အမေနောက်ပတ်ကျရင်တော့ရအောင်ပေးပါမယ်။ကြားကြည့်မှလည်းရှိတောင်းပါလေ။အဲ့ဒါနဲ့ငါတပတ်ချင်တယ်မင်းပါမယ် ရောက်နေလို့ဒီနော်ရှင်အားသာရင်ပြောရှင်အားသာရင်ရှင်မတော်နာပြပါမယ်လို့ तो ठीक ही बाय है